ဘယ်ရီကိုကြည့်ရတာဒီကဘိုင်မျက်နှာတိတ်မကောင်းလို့လို့ပဲတခုခုဖြစ်နေလို့လားဟင်မဖြစ်ပါဘူးသမီးဒါနဲ့သမီးကိုဒယ်ရီမေးရအောင်မယ်သမီးမမီးကပြောတယ်သူတငယ်ချင်းအသားနဲ့သမီးကိုသဘောတူထားတယ်တဲ့ဒါသမီးသိပြီမလားဟုတ်သိပြီပါပြီဒယ်ဒီသမီးရဲ့သဘောသမီးကဘာပြောနိုင်မှာလဲဒယ်ဒီရဲ့ မမီးရဲ့ဆန္ဒအတိုင်းပဲလက်ခံမှာပေါ့အဲ့လိုလည်းမဟုတ်သေးဘူးလေသမီးရဲ့ဒါဒီစေတနာကိုသမီးနားလဲပါတယ်ဒါပေမဲ့သမီးမမမီးကိုလွန်ဆန်လို့မရတာပြီးတော့သမီးရဲ့အန်တီသူစားတို့တာကိုလက်ခံလိုက်တယ်ဆိုရင်မမီးရဲ့စီးပွားရေးလုပ်ငန်းတွေကအခုထပ်ပိုပြီးတော့အဆင်ပြေလာမှာမလားသမီးသမီးကအဲ့ကိစ္စတွေတွေးစရာမလိုဘူးလေသမီးကလူငယ် လူငယ်ပြည်ပြည်ကိုယ့်ရဲ့သဘောဆန္ဒအတိုင်းလွတ်လပ်လပ်မဆုံးဖြတ်ချင်ဘူးလားဆုံးဖြတ်တော့ပါဦးတယ်ဒီရဲ့မမီးရဲ့ဆန္ဒအတိုင်းပဲသမီးနေသွားပါတော့မယ်သားဖားလေဘာကြီးများစကားကောက်နေကြတာလဲကြွေပြန်လာတော့မသိကြဘူးเนาะဘာမှမပါဘူးကြွေရဲ့ဟိုမှာကြွေသမီးရဲ့သင်တန်းကိစ္စလေးတွေမင်းနေတာ ။ဒါနဲ့ကိုဒီနေ့တော့မတူစာနဲ့တမီးအကြောင်းပြောဖြစ်သေးတယ်။မတူစာကသူ့သားနဲ့တမီးကိုအမြန်ဆုံးပေးတွေ့ကျင်နေပြီတဲ့။ကျွေကျွေသမီးရဲ့ဆန္ဒအမှန်ကိုလည်းမေ့မနေနိုင်အောင်နော်။ကျွေသိပါရဲ့ကိုယ်။ ဖုန်းတမီးရေမမီဖုန်းကကားထဲကြံနေပြီထင်တယ်။တွားယူအောင်တမီးရေ။ဟုတ်။ကောဟမ်ဖုန်းလာတာကိုင်းနေပြီအရင်မကြည့်လို့ပါကျွဲ့နောက်မှပဲကိုင်းနေတော့ ။တမီဖုန်းမတွေ့ဘူးလား။ဟုတ်တွေ့ပြီမမီ။အေးတော်တော်အိမ်နေတော့ရတယ်။ 拉空了的。罢了，罢了，罢了，弄个你把谁晓得罢了。 လားမလိုက်လည်းမလောက်ဒါပဲကျင်းတဲ့ရည်ရဲ့အခုလိုရည်ရည်ပြန်ပြီးမဲ့နားလည်းမမျိုးကျွန်တော်စောင့်မျှော်နေတာပါဗျာဒီနေ့ကကျွန်တော်တော့ကံကောင်းဆုံးနေ့လေးဖြစ်ပါပါ ကျွေးတို့သားမင်းတယောက်ကဒီနေ့ဘုရားရှက်ခိုးတာမြန်လာပြီလားဟုတ်တယ်ကိုစိတ်ထဲမှာညည်းစည်းစည်းဖြစ်နေတာနဲ့ဘုရားခဏပဲရှက်ခိုးလိုက်တယ်ဘာဖြစ်လို့လဲကျွေးနေများမကောင်းလို့လားကျွေးနေကောင်းပါရဲ့ကိုကကိုကြော်တော်လို့စီရပြန်ပါ